မင်္ဂလာပါရှင်ဒီနေ့တော့လေဘောလုံးပွဲ အပီးမန်နေဂျာတယောက်ရဲ့အခန်းစားချက်တွေစိတ်ပျက်မှုတွေကိုနည်းနည်းအသေးစိတ်လေ့လာကြည့်ကြအောင်ဟုတ်ကဲ့ခင်ဗျာအထူးသဖြင့် Manchester United Manager Ruben Amorim ပေါ့ Brentford ကိုတောင်းတတဲ့နဲ့ရှုံးတော့ပြီးနောက်မှာသူပြောသွားတဲ့မှတ်ချက်တွေပေါ့နော်ဟုတ်ပါတယ်ပွဲအပီးသတင်းစာရှင်းလင်းပွဲဗီဒီယိုကိုအခြေခံပြီးတော့ဟုတ်ကဲ့သူရဲ့သူကြီးခေါ်တယ်သူကြုံနေရတဲ့အခက်အခဲတွေကိုနည်း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 ဆွေးနွေးကြည့်ကြတာပေါ့ ဟုတ်ပါတယ်ဒီရှုံးပွဲပြီးသူ့ရဲ့တုံ့ပြန်ချက်တွေကနေအသိဉာဏ်ရဲ့ပြဿနာတွေကဘယ်နားမှာရှိနေတာလဲအဲဘာလို့ဒီလိုရလက်တွေထပ်ဖြစ်နေရတာလဲဆိုတော့သူ့မြင်ကနေနားလဲဖို့စူးစမ်းကြည့်ရမှာပေါ့နော်ဟုတ်ကဲ့ဆိုတော့ဒီတစ်ခေါက်ကရလက်ဆိုးတစ်ခုကြောင့် PR ရဲ့အများကြီးအောင်ရောင်းနေတဲ့ manager တယောက်ရဲ့စိတ်แท้ကိုနည်းနည်းပို့ပြီးနိနိကကန်မြင်ရမယ်တဘောမျိုးပါစိတ်ဝင်စားစီရပဲပွဲပြီးမှသူ့ကိုမေးလိုက်တဲ့မေးခွန်းတစ်ခုနဲ့စကြည့်ရအောင်လေပွဲအစမှာတင်ဂိုးတွေပြေးလိုက်ရတာနဲ့ပတ်သက်ပြီးတော့ အထူးသဖြင့်သတင်းတော့ကထုတ်ပြသွားတာကရှုံးရင်သူ့ရဲ့ကစားကွက်အဲ system ကိုအပြစ်တင်ကြတယ်။နိုင်ရင်တော့အဲ့ဒီ system ကြောင်းလို့မပြောကြဘူးဆိုတဲ့အပေါ်သူသဘောထားကိုမေးတာလေ။အဲအဲ့ဒါကတော်တော်လေးကောင်းတယ်မေးခွန်းပဲ။ manager တိုင်းကြုံရတဲ့တာမျိုး။ဟုတ်ပါတယ်။အဲ့ဒီအပေါ်မှာအမောရင်ရဲ့တုံ့ပြန်ပုံကလည်းအဲစိတ်ဝင်စားစရာပဲ။သူကအဲ့လိုအမြင်မျိုးရှိတာကိုနားလည်ပါတယ်လို့ဆိုတယ်။ဟုတ်ကဲ့။ဒါပေမဲ့ဒီပွဲမှာတကယ်ပြဿနာက သူတုံးတဲ့ကစားကွက် system ရောလုံးဝမဟုတ်ဘူးလို့သူကမြင်တယ်။အဲဟုတ်လား။ဒါဆိုဘာကြောင့်လို့သူချင်းလဲ။ပြောတနာကသူတို့ပုံမှန်ကစားနေကြပုံစံလေ။အဲဘောလုံးကိုကင်ပြီးတီဆော့ကစားတာမျိုးမဟုတ်ဘဲနဲ့။အင်းအင်း။ပြန်ပဲ Brentford ကစားစေခြင်းနဲ့ပုံစံတဲကိုကြားသွားလို့ခစ်တယ်လို့သူကအခိုင်အမာပြောသွားတယ်။ဒုတိယဘောလုံးကိုအတင်းလိုက်လူတာမျိုးပေါ့နော်။အဲ့ဒါပဲ။အဲ့ဒီကစားပုံလေးကိုသူတို့အတင်းပါသွားပြီ။ဘွဲတိတ်လျှောက်လုံးတည်ငြိမ်မှုပျောက်သွားတယ်။ ပြင်ဘက်ကိုကိုရပုံမှန်ကစားဟန်နဲ့ဖီယာမပေးနိုင်ရဘူးလို့ဝန်ခံသွားတယ်။ဆိုတော့ပြဿနာကနီဗျူဟာ system တက်ကစားတဲ့ပုံစံ style မှာပုံမြင်နေပေါ့။အင်းဒီလိုဆိုလို့ရှိမှုကြရတယ်။ကိုရအားတာချက်ကိုဟန်အတိုင်းမကစားနိုင်ပဲနဲ့ပြင်ဘက်လမ်းကြောင်းတဲ့ပါသွားတော့ပွဲခတ်သွားတာပေါ့။ကို identity ကိုမထိန်းနိုင်ခဲ့ဘူးဆိုတဲ့သဘောပဲ။ဟုတ်ကဲ့။ပေးလိုက်ရတဲ့ goal တွေအကြောင်းသူတုံးတက်တာလည်းဒီ channel နဲ့ဆက်ဆက်နေပြန်ရော။ဟုတ်ပါတယ်။ သူတို့ကြိုတိထားတဲ့တပတ်လုံးကင်ဆင်ထားတဲ့အခြေအနေတွေကနေပဲကိုပေးရတယ်လို့ပြောတယ်အဲ့ဒါကပိုဆိုးတာပေါ့ပေါ်ကဘောလုံးရတာနဲ့ပြေးလွားပြီးအသေးအလဲလိုက်လို့မယ်အထူးသဖြင့် second ball ရဲ့အတွက်ပြင်းပြင်းထန်ထန်ကြိုးစားမယ်ဆိုတာတိထားရတဲ့ဒါနဲ့လေ့ကျင့်ထားရတဲ့ဒါနဲ့ဟုတ်ကဲ့လေ့ကျင့်ထားပေမဲ့လည်း ქვენ နဲ့မှာတောင်းမနိုင်ခဲ့ဘူးဆိုပြီးပြောသွားတယ်ဒါကမန်နေဂျာတော်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 လေးစိတ်ပြက်စရာကောင်းပါပဲပြိုင်ဘက်ရဲ့အဓိကအကွက်ကိုတိတယ်ကာကွယ်ဖို့လည်းပြင်ထားတယ် ဒါမဲ့အဲ့ဒီနေပဲကိုပေးရတယ်ဆိုတော့ဟုတ်ပါအသိရဲ့ကွင်းတဲ့ကအာယုံစိုက်မူလားစီကန်းလိုက်နာမူလားဒါမှမဟုတ်ဖီးယားအောက်ကတည်ငင်မူလားမိကွန်းထိုးစရာဖြစ်လာတာပေါ့ဟုတ်ပါတယ်ပြင်ဆင်ထားတာတွေအရာမထင်တော့ဒါဘာကြောင့်လဲလို့မေးစရာဖြစ်လာပြီပေါ့ဒုတိယပိုင်းမှာနည်းနည်းလေးအခြေအနေပြန်တက်လာသလိုရှိခဲ့ပေမဲ့အခွင့်ရေးတွေလွဲလာလည်းရှိတယ်လေသူကိုယ်တိုင်လည်းပယ်နယ်တီတစ်ခုရခဲ့တဲ့နဲ့ရဟင်ပွဲရှင်တွေပြောင်းသွားနိုင်တယ်လို့နည်းနည်းလေးပြောသွားသေးတယ် ဟုတ်တယ်အဲ့လိုညွန်းသွားတယ်ဒါပေမဲ့ပွဲတစ်ပွဲလုံးခြုံကြည့်ရင်တော့ဘောလုံးပိုင်ဆိုင်မှုနဲ့ပွဲကိုတင်းငင်အောင်ထိန်းချုပ်နိုင်ခဲ့လို့ပြောဖို့ခက်တယ်လေမှန်ပါတယ်အထူးသဖြင့်ပြိုင်ဘက်ကိုယူရီယာနာအဲ final တက်ရောက်တဲ့အထားပြဿနာတွေရှိခဲ့တယ်လို့သူဝန်ခံတယ် cross ball လေးမတိကျလားအင်းလွဲနေတာတွေပေါ့ဟုတ်တယ်လွဲချုံမှုများတာကိုဥပမာပေးသွားတယ်ဒါကပါကိုပြလဲဆိုတော့အခွင့်အရေးဖန်တီးနိုင်တဲ့နေရာတွေတော့ဘောလုံးရောက်အောင်တွားနိုင်တယ်ဒါပေမဲ့အဆုံးသက်ရေးတွေးတိကျမှုမှာလိုနေတော့ပဲဆိုတာပေါ့ ဲ့ဒီမှာသတင်းတော့တယောက်ကမဲလိုက်တာကလည်းတော်တော်လေးထီတယ်เนาะအမွေနေမှာတာဝန်ယူတာပွဲအရက်တက်မနေတော့ကိုအချိန်တစ်ခုရနေပြီဟုတ်ကဲ့ဒါပေမဲ့အခုထိအခြေခံစားတဲ့အမားတွေပြဿနာတွေရှိနေတုံးပဲတိုးတက်မှုကဘာလို့တစမတဲမရှိရတာလဲဆိုပြီးမေးလိုက်တာအဲ့ဒီမေးခွန်းကိုအမွေရဲ့တွန့်ပြမှုကလည်းတော်တော်ပွင့်လင်းတယ် तू ကအရာအလုံးကိုပြင်ဖို့လိုတယ်လို့ဝန်ခံသွားတယ်ဟာ everything ဆိုတာတော်တော်ကြီးတဲ့စကားလုံးပဲဟုတ်တယ် option နဲ့ပြီးတော့ဒီနေ့ပေးလိုက်ရတဲ့ goal တွေက တပတ်လုံးအဲ့လိုမဖြစ်အောင်တီချာလေ့ကျင့်ထားတဲ့အရာတွေဖြစ်လို့အရန်စိတ်ပြတ်တယ်လို့သူကထပ်ပြောတယ်။အေးကြားရတာမကောင်းဘူး။ဆိုတော့အရာအလုံးပြင်ရမယ်ဆိုတာဒါအခြေအနေဘလောက်ဆိုးနေလဲသူကိုယ်လိုက်တီချာတဲ့သဘောပဲပေါ့နော်။ဟုတ်ပါတယ်။ဒီအခြေအနေနဲ့ဆက်ဆက်ပြီးသူကအတင်းရယ်စိတ်တက်ပိုင်းဆိုင်ရာနဲ့ပွဲကိုထိန်းချုပ်နိုင်စွာအကြောင်းဆက်ပြောသွားတယ်။ဟုတ်ကဲ့။သူတုံးသွားတာ personality ဆိုတဲ့စကားလုံးပေါ့ ွဲရဲ့အရှင်းအဟုန် momentum ကကိုယ့်ဘက်မရှိတော့တဲ့အခါဒါမှမဟုတ်တိုင်းဆုံးချက်ချက်တွေကကိုယ့်ဘက်မလိုက်ဘူးလို့ခံစားရတဲ့အခါအင်းဥမာ penalty မရတာတို့ပထမဂိုးမတိုင်ခင်ပစ်တံပေါ်ကစ်စားလို့လို့ပေါ့ဟုတ်တယ်အဲ့လိုအချိန်မျိုးမှာအတင်းအနေနဲ့ပူပြီးစိတ်တက်ကြန့်ခိုင်မှု personality ဇွေးလိုအပ်တယ်လို့သူကပြောချင်တာ PR အောင်မှာတီရီငင်ငင်နဲ့ကိုယ့်ကစားပုံအတိုင်းစက်ကစားနိုင်တဲ့တက်တီမျိုးပေါ့ သူတို့ရာက အချင်းနေမကောင်းရင်စိတ်တက်ကြမသွားပဲပွဲကိုပြန်ထိန်းနိုင်အောင်ပိုကောင်းအောင်ကစားဖို့လိုတယ်ပေါ့ဒီနေရာမှာ Collins ကိစ္စလေးနဲ့ပါလာသေးတယ်နော်ဟွန်းအဲ့ဒီဖြစ်ပြနေပတ်သက်ပြီးတော့ तू ကရှင်းရှင်းလင်းလင်းပြောတယ်ပွဲရှင်လို့အတိုင်းကိုဖြစ်တင်နေတာလုံးဝမဟုတ်ဘူးဟုတ်ကဲ့ဒါပေမဲ့ Queen ထဲမှာအချင်းနေတွေကကိုယ့်အတွက်ဘလို့အဆင်မပြေဖြစ်သွားတာလဲဆိုတာကိုဥပမာပြတာပါလို့ဆိုတယ်သူကတော့အဲ့ဒီဆုံးပြချက်ကိုသဘောမတူဘူးကစားသမားကိုဆွဲထားလို့ ပေါ်လုံးမထိန်နိုင်ကြတာလို့သူယုံကြည်ကြောင်းပြောတယ်။ဒါပေမဲ့သူချက်ချင်းပဲထပ်ပြောတာကအဲ့ဒီဆုံးဖြတ်ချက်ဒီအပြင်ကအကြောင်းတီးကိုအာယုံဆိုင်နေမဲ့စာဟုတ်တယ်။အတိကကမိမိတို့အတင်းရဲ့ကစားပုံနဲ့စွမ်းဆောင်ရည်ပဲဖြစ်တယ်ဆိုတာကိုအလေးနဲ့ပြောတော့ရတယ်။ဒါကတော့အမှန်ကန်တဲ့ပြောဆိုပုံပါပဲ။ဟုတ်ပါတယ်။ခြုံပြောရင်ဒီလိုအဖြစ်အပျက်လေးတွေကပွဲရဲ့ momentum ကိုဘလို့ပြောင်းသွားစေနိုင်လဲ။အထူးသဖြင့်ယုံကြည်မှုနည်းနည်းယိုင်နေလေအတင်းပေါ်ဘလို့စိတ်ပိုင်းဆိုင်ရာတန်ရောက်မှုရှိနိုင်လဲဆိုတာကိုသူထောက်ပြချင်းပုံစားတယ် อืมဒါမြင်မဲ့အဆုံးမှာတော့အဖြေကကိုယ့်ရဲ့တုံ့ပြန်မှုကိုယ့်ကစားပုံမှာပဲရှိတယ်ဆိုတာသူလက်ခံထားပုံမှာပဲအပြင်ကိုအပြစ်ဖို့နေလို့မပြီးမှုဆိုတာသူနားလေပုံရတယ်ဟုတ်ကဲ့ယုံကြည်မှုနဲ့တာဝန်ယူမှုအပိုင်းကိုဆက်ကြည့်ရအောင်လေအာမိုရင်းကသူ့ရဲ့ခံစားချက်အသိဉာဏ်အခြေအနေကိုအတက်အကျအပ်ပန်တောင်းလို့တုံ့သွားတယ်အင်းလာလာပါပါလေးပြောသွားတာနိုင်တဲ့ခါယုံကြည်မှုတွေအရှင်ဟုံဒီအပြည့်ရှိလေလို့ခံစားရပြီးတပွဲရှုံးလိုက်တာနဲ့အစနဲ့ပြန်စားရသလိုဟုတ်တယ် မူလနေရာပြန်ရောက်တော့တယ်လို့မျိုးအဲအဲ့လိုခန်းစားရပြီးနောက်ပွဲနိုင်ဖို့ပြန်တိုက်ပွဲဝင်ရတယ်လို့ဆိုတယ်ဆိုတော့အရှင်ဟုန်ပြန်တီဆောက်ဖို့နောက်ပွဲနိုင်ဖို့ကအရင်အရေးကြီးတယ်လို့သူပြောသွားတယ်ဒါစဉ်းစားစရာပဲအတင်းတင်းရဲ့ယုံကြည်မှုနဲ့ momentum ဆိုတာဘယ်လောက်တောင်ထိလွယ်ရွှေလွယ်ဖြစ်နေလဲဆိုတာပြနေတယ်လို့ပဲဟုတ်ပါတပွဲနိုင်ရင်ကောင်းငင်ရောက်သွားတယ်လို့တပွဲရှုံးလာနဲ့မြေကြီးပေါ်ပြန်ကြလာတယ်လို့ဆိုတာအတင်းရဲ့စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှု consistency ရောက်ဖို့ဘယ်လောက်ယုံကန်နေရလဲဆိုတာပြနေတယ် ဒါကကြားမှလည်းလက်ခဏာတော့မဟုတ်ဘူးဗျာဟုတ်ကဲ့အဲတာဝန်ယူမှုနဲ့သူ့ရဲ့တာဝန်ယူမှုအကြောင်းပေါ့ဒီလိုရလက်ဆိုးတဲ့အတိုင်းဘယ်သူမှတာဝန်ရှိလဲဆိုတဲ့သဘောอืมဒါလည်းအရေးကြီးတယ်မိကွန်ပဲ तू ကတော့မန်နေဂျာအနေနဲ့တာဝန်ယူဖို့အတင်းနဲ့ club တက်အကောင်းဆုံးလုပ်ဖို့ကသူ့အလုပ်ပဲလို့ပြက်ပြက်သားသားပြောတယ်ဟုတ်ကဲ့ကစားသမားတွေကိုလူတိရှင်ကြားထုတ်ပြီးအပြစ်တင်ဖို့ဘယ်သူမှအကြောင်းမရှိခဲ့ဘူးအခုလည်းတင်မှာမဟုတ်ဘူးလို့သူမင်းကြောင်ပြောတယ်ဒီအချက်စိတ်ဝင်စားဖို့ကောင်းတယ် သူကကစားသမားတွေလေချင်းရေးကွဲမှာအရန်စူးစားတာမြင်ရတယ်လို့ဆိုတယ်။အင်းဒါပေမဲ့ဖွဲကစားချင်းဖီအားတဲ့အရန်မြလာတဲ့အခါအချီနေမကောင်းတဲ့ခါမှာတော့လေချင်းရေးမှာပြတဲ့အရေးတွေးမျိုးစိတ်တက်မျိုးကိုကွင်းထဲမှာအပြည့်ဝထုမပြနိုင်တာမျိုးဖြစ်တတ်တယ်လို့လေသူကတွေ့ဝိုက်ပြီးပြောသွားတယ်။အော်ဆိုတော့လေချင်းရေးကွဲက performance နဲ့ပွဲတွေက performance ကွာနေတယ်ဆိုတာမျိုးလား။အဲ့လိုသဘောမျိုးပေါ့။ဖီအားအကစွမ်းစာရေးကွာဟချက်ကို manager တယောက်ဘလို့မြင်လဲ။ ဘလို့ကင်တွေရခက်လဲဆိုတာပြတာပဲသူနေနေကတော့ပွဲကိုအေးအေးဆေးဆေးဓမ္မသစ်ထံကြာကြာပြန်သုံးသက်ပြီးနောက်ပွဲနိုင်ဖို့ပဲအာယုံဆိုင်ကြိုးစားနေတယ်လို့ဆိုပါတယ်ဟုတ်ကဲ့ပါသူဒီပွဲအပီသုံးတဲ့ချက်မှာထခါထခါပြန်ပြောရတဲ့အချက်တစ်ခုရှိသေးတယ်နော်ဟုတ်ကဲ့ပါမရလဲအဲ့ဒါကပြိုင်ဘတ်ဘရန်ဖို့ရဲ့ကစားွက်အတိုင်းကစားဟန်အတိုင်းလိုက်ကစားမိကြတာပဲအာဟုတ်တယ်ဟုတ်တယ် ထက်ခါတက်ကပြောတော့တယ်သူတို့အတင်းရဲ့ပင်ကိုကစားဟန်မို့ပဲ brand ကိုကစားပုံအတိုင်းကစားမိလို့အဆုံးမပွင့်နိုင်ဘူးပိုခက်တော့တယ်ထိန်ချုံနိုင်စွမ်းပျောက်တော့တယ်လို့ထက်လေးလေးပြောခဲ့တာဒါကသူ့အတော်တော်ဒီရှုံးပွဲရဲ့ဤစနစ်ပိုင်ဆိုင်ကအဓိကအကြောင်းရင်းလို့သူမြင်နေပုံပဲကို identity ကို game plan ကိုမဆွဲကင်နိုင်ခဲ့ဘူးပြိုင်ဘက်ထောင်ချောက်တဲ့ဝင်းထွားလေတပေါ့အင်းအသေး personality လို့တယ်လို့ပြောတာနဲ့လေဒါကတိုက်ရိုက်ဆက်ဆက်နေတာပေါ့ဟုတ်တယ် ကိုကစားဟန်တန်ရက်တီကစားနိုင်တဲ့စိတ်တကြံခိုင်မှုမရှိခဲ့ဘူးလို့ဆိုလိုချင်တာဖြစ်နိုင်တယ်။ရွှေ့ဆက်ရမယ်လမ်းကြောင်းမဲတဲ့အခါမှာတော့သူ့ရဲ့တုံ့ပြန်မှုတွေကနည်းနည်းတော့အားလျော်တလို့လို့ဒါမှမဟုတ်ပွင့်ပွင့်လင်းလင်းပြောရရင်လက်တွေ့ကျလွန်းတယ်လို့ဆိုရမှာလားပဲ။ဟုတ်တယ်။သူကပွဲရှင်ပြတိုက်ပြောနေကြစကားတွေထပ်ပိုးပြီးထူးထူးခြားခြားမပြောနိုင်တော့ဘူးလို့ဆိုတယ်။อืมသူ့စကားတွေထဲမှာယိုသားမှုနဲ့အတူနည်းနည်းအားလျော်တဲ့အရေးအယံတွေ့ရတယ်။အတင်းဆွမ်းဆောင်ရေးကအတက်အကြာရမ်းများလွန်းတယ်လို့သူဝန်ခံတယ်။ဟုတ်ကဲ့ ိုးတက်မှုတွေမြင်ရတဲ့ပွဲခြေစွမ်းကောင်းတဲ့ပွဲတွေရှိပေမဲ့တစ်ဖက်မှာလည်းအဲ့လိုတိုးတက်မှုလုံးဝမမြင်ရပဲအတင်းတင်ကောင်းလာတော့မယ်လို့ယုံကြည်မှုပေးနေတဲ့အချင်းတွေလုံးဝမရှိတဲ့ပွဲတွေလည်းရှိနေတယ်လို့ပြောသွားတယ်ဒါတော်တော်ယူသားတဲ့ဝန်ခံချက်ပဲနော်ဟုတ်ပါတယ်ဒါအမြဲတမ်းထပ်တလဲလဲပြောနေရတဲ့စကားဝိုင်းဖြစ်နေပြီးနောက်ဆုံးတော့နောက်လာမဲ့ပွဲရလက်ပေါ်ပဲမူတည်နေတယ်လို့သူကနေကုန်းချုပ်သွားတယ်ဟုတ်ကဲ့သူ့အနေနဲ့ကတော့နောက်ပွဲနိုင်အောင်စူးစမ်းမယ် တချို့ရတဲ့တိုးတက်အောင်ဆက်လုပ်ရမယ်လို့ပဲပြောနေတယ်ပေါ့တိကျတဲ့အာမခံချက်မပေးနိုင်တဲ့အခြေအနေမျိုးဒါပေမဲ့အသိဉာဏ်ပြဿနာတွေကိုတော့သူရှင်းရှင်းလင်းလင်းမြင်ထားပုံပဲနော်음မြင်ထားပါတယ်အခွင့်ရေးဖို့ဖန်တီးလာနိုင်တယ် final third ကိုပိုရောက်လာတယ်ဆိုပေမဲ့အဆုံးသတ်အရေးသွေးပိုင်းလုံးနေတော့မယ်ဟုတ်ကဲ့ကဲဂျူဒင်းပစင်ထားပေမဲ့ကာကွယ်လို့ရတဲ့အခြေအနေတွေနဲ့ဂိုးတွေပေးနေရဆဲပဲဒါတွေအလုံးကအမြဲတမ်းလို့တိုးတက်အောင်လုပ်နေရမယ့်အရာတွေပဲလို့သူကထက်လောင်းဝန်ခံသွားခဲ့တယ် ကဲဒါဆိုရင်ဒီနေ့ကျမတို့ဆွေးနွေးခဲ့တဲ့ရူဘင်အမိုရန်ရဲ့ပွဲအပီးသုံးသက်ချက်တွေထဲကအဓိကအချက်တွေကိုပြန်ပြီးအနစ်ချုပ်ရှိရအောင်လीဟုတ်ကဲ့ထင်ရှားတာတွေကတော့ပြိုင်ဘက်ရဲ့ကစားဟန်အကိုင်းလိုက်ကစားမိတဲ့အပေါ်သူ့ရဲ့ကင်းထန်တဲ့စိတ်ပြမှုဟုတ်တယ်ဖီးယားများလာခဲ့အခါအတင်းရဲ့စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုအားနည်းပုံညက်တည်ငြိမ်မှုရဖို့ရုန်းကန်နေရတာอืม personality လို့ရဲဆိုတာပေါ့ဟုတ်တယ်ပြီးတော့ချူတင်ပြင်ဆင်မှုတွေရှိပေမဲ့လက်တွေ့မှာအရာမထင်တာတွေ နောက်ဆုံးတော့မန်နေဂျာအနေနဲ့အပြည့်ဝတာဝန်ယူမှုနဲ့အတူနောက်ပွဲကိုပဲအာယုံဆိုင်ရှင်းဆက်ဖို့စူးစမ်းနေတဲ့ပုံစံတွေပေါ့ ချင်းဖြေရှင်းနိုင်မဲ့ပြဿနာတွေမဟုတ်ဘူးဆိုတာသူကိုယ်တိုင်လက်သိထားပုံရတယ်ဒီဆွေးနွေးချက်ကနေစပ်ပြီးစဉ်းစားစရာအတွေ့အကြုံကတော့လीမန်နေဂျာကအသင်းအနေနဲ့ personality ပိုလိုအပ်တယ် momentum ကကိုယ့်ဘက်မရှိတော့တဲ့အခါအရေးကြီးရဲ့ဆုံးဖြတ်ချက်တွေကိုယ့်ဘက်မရှိတဲ့အခါယုံကန်ရတယ်လို့ပြောခဲ့တယ်လीဟုတ်ကဲ့ဒီအချက်တွေကိုကြည့်ပြီးအသင်းတသင်းအနေနဲ့ဒီလိုစိတ်ပိုင်းဆိုင်ရာအတားအဆီးတွေကိုကြော်လွှားဖို့ တည်ငြိမ်တဲ့ရလတ်တွေရဖို့တကယ်တမ်းဘာတွေလိုအပ်မလဲဆိုတာစဉ်းစားစီရမယ်နော်။ဒါကတကယ်စိတ်ဝင်စားဖို့ကောင်းပြီးအမြဲငင်းခုန်နေကြတဲ့အကြောင်းအရာပဲ။အထူးသဖြင့်တိုင်းဆုံးပဲချက်လိုမျိုးကိုယ်တိုင်ထိ ंछ ုပ်လို့မရတဲ့အပြင်ကအချက်တွေကလေ။อืมပွဲရှုံးရတဲ့အဘိကအကြောင်းမဟုတ်ဘူးလို့ပြောရင်တောင်မှအသင်းပေါ်ဖိအားတွေပို့တိုးလာစေတဲ့အခါမျိုးမှာပေါ့။ဟုတ်ပါ။တည်ငြိမ်တဲ့ရလတ်တွေစက်တိုက်ရဖို့အတွက်နေစနစ်ပိုင်းကစားကွက်ပိုင်းစနစ်ကြမှုကဘလောက်အရေးပါတယ်လဲ။တစ်ချိန်တည်းမှာပဲ ဖိအားတွေကိုကြံ့ကြံ့ခံနိုင်တဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုအသိဉာဏ်စည်းလုံးမှုခေါင်းဆောင်နိုင်စွမ်းကတော့ဘလောက်အဆုံးဖြတ်ပေးနိုင်တယ်လဲဟုတ်ပါပဲနီးစနစ်ပိုင်းပြင်ဆင်မှုဘလောက်ပဲကောင်းကောင်းကွင်းတဲကဖိအားအောင်မှာအဲ့ဒါတွေကိုအကောင့်ထဲပေါ်နိုင်တဲ့စိတ်ဓာတ်မရှိရင်အလကားပဲလားအင်းဒါမှမဟုတ်စိတ်ဓာတ်ဘလောက်ပြီးပြင်ထန်နေပါစေမန်ကန်တဲ့နီးဗျူဟာ အခြေခံမရှိရင် ရေရှည်မှာခတ်လာလားဟုတ်ကဲ့နီးစနစ်နဲ့စိတ်ဓာတ် ဒီနှစ်ခုရဲ့ဟန်ချက်ညီမှုကပဲအောင်မြင်မှုရဲ့တော့ချက်ဖြစ်နေမလားဆိုတာကတော့ဘလုံးပွဲတွေကိုကြည့်ရှုသုံးသပ်တိုင်းဆက်ပြီးစဉ်းစားစရာဆွေးနွေးစရာဖြစ်ချင်ရှိနေမှာသိချပါရရှင်